င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆက်မ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ AR တိုင်းအင်ကပူမျိုးနယ်ကွင်းကောင်းမျိုးအုပ်ချုပ်ရေးမှူးကအရက်သားတွေကို ထောက်ပံ့ငွေပေးအပ်ပွဲတက်ဖို့လိန်ခေါ်ပြီးတိုင်းအောင်ကိုစံကျန်းတပြည်ပေးကမဲဆွဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။စစ်ကောင်စီခန့်ကွင်းကားမျိုးအုပ်ချုပ်ရေးမှူးဦးသိန်းစိုးကအရက်သားတွေကိုစက်တင်ဘာလ2ရက်က မြတ်မအယောင်ကြီးသာသနာပိတ်မှန်မှာတအိမ်အောင်ကိုစံကျန်းတပြီပိတ်ခဲ့တယ်လို့ဆိုပါတယ်။စံပိတ်ရင်မထဲကြဖို့နဲ့မစင်းသွားကြည့်ကြဖို့ပြောဆိုခဲ့တယ်လို့ကွင်းကောင်းမြုတ်ကန်ကပြောပါတယ်။စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးသိန်းစိုးရဲ့ခေါ်ယူမှုကိုအကူအညီလိုအပ်နေတဲ့လင်းမင်းဟာမျိုးနယ်နဲ့အင်ကူမျိုးနယ်တွေဘက်ကစစ်ဆောင်လာကြတဲ့အရက်သားတွေအများဆုံးတွားရောက်ခဲ့ပြီးအကူအညီမရဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အချို့ရဲ့မှုစီကအကူအညီမရတဲ့အပြင်စစ်ဆောင်တွေအနေနဲ့ရောက်တဲ့နေရာမှာမဖြစ်မနေမဲထဲဖို့နဲ့မဲထဲလို့ရအောင်ရှောက်ရမယ်ဆိုပြီးဖိအားပေးခဲ့တယ်လို့စစ်ပေဆောင်ရေးအကူအညီပေးနေသူကပြောပါတယ်။ဒါပြင်မဲထဲဖို့အချက်လက်တွေမှားနေရင်လာပြောဖို့နဲ့မှတ်ပုတ်တင်မရှိသူတွေကိုလည်းမှတ်ပုတ်တင်တွေလုပ်ပေးမယ်လို့ပြောဆိုမဲဆွဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ ကမ္ဘာဆရာများနဲ့ခန္ဓာကိုအော်တိုဘာလ9ရက်နေ့ကထိုင်းနိုင်ငံမဲဆောင်းမြို့မှာမြန်မာရှေ့ပြောင်းဒေသဆရာဆရာမများအစည်းအဝေးကဥဆောင်ကျင်းပသွားပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မဲဆောင်းမြို့ရောက်စီရီယန်ဆရာဆရာမတွေရွှေပြောင်းပညာရေးဝန်ထမ်းတွေစသဖြင့်အင်အား300ကျော်ဒီခန္ဓာကိုတက်ရောက်လာခဲ့ကြတာပါ။ ဒီနေ့ပွဲကိုတက်ရရတဲ့အတွက်ကြောင့်အဝမ်းအရန်ကိုဝမ်းသာပီတိဖြစ်မိတယ်ပေါ့နော်ပြီးတော့အခုမှဆိုလဲလူ300ကျော်ပေါ့နော်ဆရာဆရာမတွေတက်ရောက်တာကိုတွေ့တဲ့အတွက်ကြောင့်လဲကျမတို့အရန်ကိုဝမ်းသာမိပါတယ်လို့ဝမ်းသာပီတိဖြစ်မိပါတယ်လို့ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျမတို့ကဆရာဆရာမတွေကိုဒီ World Teacher Day ပေါ့နော်9ရက်နေ့မှာအတိမတ်ပြုပေးတဲ့အစီအစဉ်လေးတွေလုပ်ပေးပါတယ်ကျမတို့အဲ့အတိမတ်ပြုတဲ့အစီအစဉ်မှာဆိုရင်အခုမှပေါ့နော်ပန်းလေးအခမ်းအနားလေးတွေလုပ်ပေးတယ်ဟိုတဝင်လွာလေးတွေပေါ့နော်ပွတ်ပွတ်အဖွဲ့စည်းတွေကပေးပို့လာတဲ့တဝင်လွာလေးတွေဖတ်ကြားပေးတယ်ပြီးတော့ကကျတော့ဒီကျမတို့ဒီ migrant education ကို coordination လုပ်ပေးတဲ့ MECC တို့เนาะ MEI တို့လည်းပါတာပေါ့เนาะအဲ့ဒီ MEI တို့ကလည်းလူကြီးကြလည်းလာပြီးတော့ဂုံပြုစကားပေါ့ကျမတို့ကိုဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ဂုံပြုစကားလေးလည်းလာပြောပေးပါတယ်မြန်မာရွှေပြောင်းဒေသဆရာဆရာမများအစီယုံ BNTA ဟာအာနာသိစစ်တပ်ကိုစတင်တဲ့ရွှေပြောင်းပညာရေးဝန်ထမ်းနေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်ချိန်ထဲမှာပဲဒီလိုဟိုကျမတို့နိုင်ငံထဲမှာဖြစ်စေနိုင်ငံ အသီးသီးလေးမှအများကြီးမှဖြစ်နေတဲ့ဒီဖက်ချဆန်းဆန်းမှုတွေအကြံဖက်မှုတွေဟိုရော့ရော့ရော့ကြသွားအောင်ရတ်တန့်သွားအောင်ကိုပိုင်းဝန်းဆောင်ရွက်ရပါဘူးအကြောင်းတွေကနေစပြုတ်ရမှာဖြစ်ပါတယ်ကဘာကြီးကပတ်ပေါင်းဆောင်နေပြီးတော့မှဟိုခေါ်မလဲအာဂါတတိတောင်မှဟိုနေပဲချက်ထွင်ပြီးတော့မှစိုးမိုးဖို့ကြိုးစားနေကြတဲ့အချိန်မှာ ကျွန်တော်မြန်မာနိုင်ငံကဒီအာနာသိမ်းလိုက်တဲ့နောက်ပိုင်းမှာခေနောက်ပြန်ကိုကြောက်ခက်ဘက်ကိုရောက်တယ်လို့ဒီပါခေနောက်ပြန်ဆွဲနေတဲ့အပေါ်မှာအလုံးအလုံးကိုအသိမကောင်းတဲ့ဖြစ်တယ်နောက်ကဒီအာနာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာတက်နေရတဲ့ကျောင်းသားတွေဆိုလို့တောင်းတကျောင်းသားတွေဆိုလို့ရှိရင်လည်းပဲဒါအမတန်တောင်းတကျောင်းသားတွေအထူးသဖြင့်ဆရာဆရာမတွေပေါ့နော်အလုံးအလုံးအလုံးကိုဒါဟိုဘယ်လိုကောင်းမလဲမျှော်လင့်ချက်မဲ့ပြီးတော့မှအနာဂတ်ဘက်အရန်ကိုစိုးရင်ကြာကောင်းပါတယ်လို့ကျွန်တော်လည်းထပ်ပြီးဖြစ်ပြောချင်ပါဆရာဆရာမဆိုဒီမှာပညာသင်ကြားတယ်နော် လူတိုင်းအကျုံးဝင်ပါဝင်နိုင်မှုကျောင်းောင်းနဲ့လူမှုဖွဲ့စည်းပြုပြင်မှုအစရှိသည့်ပညာရေးစနစ်ပြုပြင်ကြောင်းလေးကိုအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်အလွန်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ကြည့်အာဒီနေ့ကမ္ဘာ့ဆရာမများနဲ့ခန္ဓာမှာအခုကျမတို့ဒီမဲဆောက်ပေါ့နော်။မာကမ္ဘာ့ဆရာမများနဲ့ခန္ဓာကိုတရားခွင့်ရကြကျမအရန်ကိုခုံယူပါရယ်ရှင်။ဒီမှာလေကျမတို့ရောက်တဲ့နေရာမှာပေါ့နော်။ကလေးတွေကိုအသိပညာအဲပေးနိုင်တဲ့နော်ကလေးတွေလိမ္မာရေးကြရှိအောင် ကူညီတောင်းတနေရနေမှာခွင့်ရတဲ့အတွက်ကြောင့်ကျွန်မအရင်ပဲအရင်လဲဝမ်းမြောက်မိပါတယ်ရှင်ကျွန်မဒီကူညီမအဲဘာ Mangrant ပေါ့နော် Teacher Association Burmese Mangrant Teacher Association ကနေပြီးတော့ပါဝင်ပြီးတော့ကျင်းပတဲ့ပွဲမှာအဲ့ဒီအဖွဲ့အစည်းပို့ပို့ပြီးတော့တိုးတက်အောင်မြင်ပြီးတော့ကလေးရဲ့အကျိုးကိုတည်ဆောက်နိုင်ဖို့မျှော်လင့်ပါတယ်ရှင်ကုလသမဂ UNESCO ကကြီးမှုပြီး1994ခုနှစ်ကစ နှစ်စဉ်နှစ်တိုင်းအော်တိုဝါလာ9ရက်နေ့ကိုကမ္ဘာဆရာများနေ့ဖြစ်တတ်မှတ်ကျင်းပနေခဲ့တာပါခမညာကျွန်တော်မောင်တူပါဟုတ်ကဲ့ပါဒါကတော့ Laughing K အကြောင်းသားအကြောင်းသူများရဲ့ကိုယ်တိုင်ရေးဆက်ထားတဲ့အချင်းကိုဂုံပြူဖြောပြခြင်းဆရာဆရာမများအဂုံပြူဖြောပြခြင်းဖြစ်ပါတယ် ပါလက်စတိုင်းကိုထောက်ခံဆန္ဒဖော်ထုတ်မှုတွေကိုဥရောပနိုင်ငံတွေမှစနေနေ့ကပြုလုပ်ခဲ့ကြပါတယ်။ဂါဇာကမ်းမြောင်ကို အစ္စရေးကပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီးဆန္ဒပြသူတွေကရှုတ်ချခဲ့ပြီးပါလက်စတိုင်းပြည်သူတွေကိုထောက်ခံကြောင်းဖော်ပြခဲ့တာပါ။ ပြည်တိုင်းမှာလန်ဒန်မြို့လယ်ကစပြီးထရက်ဖာဂဲယဉ်ပြင်မှာဆိုင်းဘုတ်တွေပါလက်စတိုင်းအလံတွေလက်ကာပိုစတာတွေကိုင်းဆောင်ပြီးဆန္ဒဖော်ထုတ်ခဲ့တာပါကျွန်တော်ဒီကိုရောက်နေတာကဂါဇာမှာရှိတဲ့လူမျိုးတွေကိုတပ်ဖြတ်မှုကိုကာကွယ်ဖို့ပါပါလက်စတိုင်း6000ကိုလူမျိုးတွေကိုတပ်ဖြတ်မှုအတွက်ကာကွယ်ဖို့ပါဒီလိုဖြစ်ရတွေကိုမကာကွယ်နိုင်ပဲပူပေါင်းလုံးဆောင်နေတဲ့အစိုးရကိုလည်းဆန္ဒပြဖို့ပါလို့ဆန္ဒပြသူတအူးကပြောပါတယ် လန်ဒန်ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရစနေနေ့ဆန္ဒဖော်ထုတ်မှုမှာလူ442ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့သိရပါဗျ။ဒီတိုင်မှာလိုပဲအီတလီနဲ့ပြည်သက်နိုင်ငံတို့မှာလူထောင်ပေါင်းများစွာဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။ပါလက်စတိုင်းတွေကိုကိုကျင်းစားတယ်ဆိုတဲ့ဖော်ပြမှုတွေနဲ့လမ်းပေါ်ထွက်ခဲ့တာဖြစ်ပြီးအစိုးရကလည်းအစ္စရေးနဲ့ပူးပေါင်းမှုမလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။စပိန်နိုင်ငံမက်ဒရစ်မြို့မှာဆန္ဒပြသူ1000ကျော်ရှိပြီးပါလက်စတိုင်းလမ်းတွေကိုင်းကာ စစ်ပွဲရပ်ဖို့လူမျိုးတုံးတပ်ဖြတ်မှုတွေရပ်ဖို့တောင်းဆိုခဲ့ပါတယ်ရှင်မြန်မာကိုစားပြုကချင်ဖိုက်တာကြီးအော်လာအန်ဆန်ဟာ1ချန်ပီယံရှစ်ရဲ့ဂုံတုဆောင်ခမ်းမမှာ ထည့်သွင်းဂုဏ်ပြုခံရတဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။အော်တိုဘားလ၄ရက်ကဌာနကမှထိုသက်ခဲ့တဲ့ Student Fighter Cardistan ရဲ့ပွဲမှာအလဲထိုးနဲ့အနိုင်ရခဲ့ပြီးနောက်မှာအောင်လကိုဂုဏ်ဒုဆောင်ခံမှမှထည့်သွင်းဂုဏ်ပြုမဲ့အကြောင်း World Championship ကကြေညာခဲ့တာပါ။ဂုဏ်ဒုဆောင်ထိမှတ်စုကိုလာမယ့်နိုဝင်ဘာလ16ရက်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမဲ့1173မှာချီးမြှင့်ဂုဏ်ပြုသွားမှာပါ။ ဝမ်ရက်ကိုတူဆောင်ခမ်းမမှာပထမဆုံးကိုပြုခံရသူကအမေရိကန်ဖိုက်တာတင်မီထရော့စ်ဂျွန်ဆင်ဖြစ်ပြီး2024ခုနှစ်စက်တင်ဘာလမှာအနာယူခဲ့ပြီးနောက်ဂုံတူဆောင်ကန်နဝင်ကစားသမားအဖြစ်သတ်မှတ်တင်ညာခဲ့တာပါအဲ့ဒီနောက်ဘရာဇီးဖိုက်တာဗီဗီယာနိုဖာနန်ဒက်စ်ကိုလည်းဂုံတူဆောင်ကစားသမားအဖြစ်သတ်မှတ်ခဲ့ပြီးအောင်လအန်ဆန်ကတတိယမြောက်ဂုံပြုခံရတဲ့ကစားသမားဖြစ်လာခဲ့တာပါ မီဒယ်ဝိတ်နဲ့လိုက်ဟဲဗီဝိတ်ချန်ပီယံကပတ်ချန်ပီယံဟောင်းအောင်လာဟာဝမ်မှ7နှစ်နီးပါးဖြတ်သန်းခဲ့ပြီးစုစုပေါင်းပွဲ20ထိုးသတ်ခဲ့ရမှာ15ပွဲနိုင်ပြီး9ပွဲရှုံးနေခဲ့ပါတယ်ရှင် DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်